နေ့တော့ခိုင်ချိုကလုပ်ငန်းဝင်တွေအကြောင်းတွေပဲထပ်ပြောပြအောင်မယ်ခုနကလည်းလုပ်ငန်းဝင်ရဲ့ fashion နဲ့ပတ်သက်ပြီးပြောသွားတယ်အခုဒီနေ့ကျတော့အလုံးမှာဒီပေါ့နော် နှစ်မျိုးပြောပြမှာပထမတစ်ခုကကြောင့်နှစ်နဲ့နှစ်ကင်းတရေးအိတ်တယ်ဆိုလို့ရှိရင်အလုတ်ကိုပိုးလုံးနိုင်တဲ့အကြောင်းရယ်နောက်တစ်ခုကအတန်ပြာစေတဲ့အလုတ်အကြောင်းပြောမယ်အဲ့တော့ပထမအဆုံးဒီခိုက်ဆိုအကြိုက်ဆုံး topic ကတော့နှစ်ကင်းတရေးအိတ်တယ်ပထမတစ်ခုကအကြိုက်ဆုံးပဲလူကြီးတို့တင်ပြတယ်ပြရမယ်ပို့ပြီးအောင်အလုတ်ပိုးလုံးနိုင်ဆိုတာဖြစ်တယ်လေပိတ်အိတ်တယ်နိုင်ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့အဲ့တော့ဒါဟုတ်တယ်ကြက်ချက်မှာရေးထားတာပါခိုက်ဆိုပြောတာလည်းမဟုတ်ဘူးเนาะနေ့လယ်ဘက်မှာဆိုလို့ရှိရင်သူကအချိန်နှဲငယ်အနားယူမယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လာလဲဆိုတော့အဆက်မပြတ်ဖိစီးမှုတွေဖြစ်မယ် နောက်ပြီးတော့စိတ်အာရုံညှဉ်းညွတ်မှုတွေဒါတွေအားလုံးကိုတတ်တာသွားမယ်ဆိုပြီးတော့သူတည်တည်ပြပြောတာအဲ့တော့တရင်အိတ်လိုက်မယ်ဆိုလို့ရှိရင်နိုးလာတဲ့အချိန်မှာအလုပ်တွေကပို့ပြီးတော့နှစ်ဆအလုပ်ပုံလုပ်တယ်တဲ့ဒါကိုတွေ့တာကမစ်ရှိဂန်တက္ကသိုလ်ကသူတည်တည်ပြတွေ့ရအဲ့လိုတရင်အိတ်ချင်းရဲ့စွမ်းအားတွေပြီးတော့အချိန်နှဲငယ်ပေါ့နော်ဒီအနားယူခြင်းရဲ့စွမ်းအားတွေကိုတတ်တည်ပြနိုင်ခဲ့ပါတယ်လုပ်ငန်းဝင်လုံခြုံမှုတွေလည်းပို့ပြီးတော့မြင့်တက်လာတယ်လို့ပြောတယ်နောက်ခက်ခဲရှုပ်ထွေးရဲ့ဒါမှမဟုတ်လို့ရှိရင်စိတ်ဖိစီးမှုတွေများတဲ့အလုပ်ဆိုလို့အလုပ်ကိုတော့တာဝန်ယူထားတဲ့သူတွေအနေနဲ့ပေါ့နော်အချိန်ကြာမြင့်စွာဒီအချိန်ကြာမြင့်တဲ့အထိအ ီပြည်တနာတွေကိုဖြည့်ရှင်းနိုင်စွမ်းကိုတဲ့နေ့လယ်ဘက်မှာတရင်အိတ်ထားမယ်ဆိုလို့ရှိရင်ထိန်းထားနိုင်တယ်တဲ့အပိုလက်တော်လာတယ်ပေါ့လူလူတော်တော်များများကနေ့လယ်ဘက်မှာဆိုလို့ရှိရင်ကောင်းကောင်းအလုံးလုံးနိုင်မှုအတွက်လိုအပ်တဲ့စွမ်းရည်ပမာဏတွေအာယုံဆုဆိုင်နိုင်စွမ်းနဲ့မျက်ညံတွေအတွက်အဲဒါအရေးကြီးတယ်ပေါ့နော်ညဘက်မှာကောင်းကောင်းအိပ်ပျော်ခြင်းကိုထိန်းသိမ်းနိုင်မှုပြတ်ကွက်နေကြတယ်များသောဖြင့်လူတွေကညဘက်ဆိုမအိတ်ကြအောင်အဲ့တော့နေ့ကင်းဘက်မှာအလုံးလုံးနိုင်မှုတိတ်မဖြစ်နိုင်တော့အဲ့တော့နေ့ဘက်မှာပြန်ပြီးတော့အဲ့လိုတရင်အိတ်တာတော့ကောင်းတယ်ပေါ့နော်လူတွေအတွက်နေ့လယ်ဘက်မှာအလုံးကောင်းကောင်းလုံးနိုင်မှုတရင်အိတ်ဖို့အတွက်အကြံ ံပြုတ်ထားပါတယ်ဆိုပြီးတော့ရေးထားတယ်။ဒါတော့ဒီမှာတော့မသိဘူးနိုင်ငံတကာမှာခိုင်ဆိုစကြဝဠာရုံတရုံမှာဆိုရင်အိတ်ခဲနေအောင်လုပ်ပေးထားတာနော်။ဟုတ်တယ်ဟုတ်တယ်နော်။သူကအိတ်လို့ရတယ်အဲ့လိုတရေတရေတမောပေါ့နော်။ဘယ်လုံးရုံလုံးစီနမဲတော့ကြီးတယ်မိတ်သွားပြီ။အဲ့တော့မစိုးဒီအကြံလေးကတော့ကောင်းသလားလို့။အတင်ပြရမယ်နော်။ဟုတ်တယ်။တကြတဲ့နိုင်ဝက်ပေးအိတ်လို့ဆိုပြီးတော့နှစ်နိုင်လောက်အချိန်ပိုစင်းခိုင်တော့။သွားရောအမ။ဟိုမူးချိုးတွေမှာလို့လေမူးချိုးကျောင်းတွေမှာဆိုလေ။တေးအိတ်ရဲ့ကလေးလေးကလေးတွေထလာဆိုအဲ့လိုပုံစံမျိုးလေးလုပ်ပေးပါဦး။ဟုတ်တယ်။ နောက်တစ်ခုကအတန်ပြာစေတဲ့အလုပ်တဲ့ဘာလဲဆိုအဓိကကသူဆရာဆရာမတွေတော့ပြောထားတာဆရာဆရာမတွေဆိုကလေးတွေကိုစုဖို့တဲ့တို့ကအော်နေရတာအမြင်အဲ့တော့ကြာတော့အတန်ကြီးအတန်ကျိုးတွေထိခိုက်မှုတွေဖြစ်ပြီးတော့အတန်ဝင်လာတယ်အတန်ပြာလာတယ်ဖြစ်လာတယ်နောက်ဘောလုံးရာသီမှာဆိုလို့ရှိရင်ဘောလုံးသမားတွေလည်းအဲ့တိုင်းမှာတို့ကိုင်းထဲမှာအော်ရတာရှိမှာပေါ့အဲ့ကြောင့်လို့ရှိရင်တို့အဲ့လိုမျိုးလေချောင်းလာတာအတန်ဝင်လာတယ်ခံစားရတယ်တဲ့အတန်အောင်အဲ့လိုမျိုးအတုံးပြူတာများမယ်ဆိုရင်တစ်ချိန်ချိန်မှာအတန်ဒဏ်ရာတွေဖြစ်လာလိမ့်မယ်အဲ့တော့အတန်အောင်တရက်လောက်ဒါမှမဟုတ်လို့ရှိရင်လည်းတက်နိုင်လောက်အနာပေးပါတဲ့အမြဲတမ်းကြဲကြဲအော်ပြီးတော့အလုံးလုံး ရတဲ့သူတွေကဆိုလို့ရှိရင်ဂျာအောင်တေချာလိုက်နာတယ်လို့ပြောတယ်တတိထားပြီးအနာပြရမျိုးလုပ်ရမယ်ဒါမှအတန်ကျိုးထိခိုက်မှုတွေတက်တာစီမှာတဲ့အဲ့တော့အတန်အောင်ပြစီတဲ့အလုပ်လုပ်နေတဲ့သူတွေတတိထားအောင်ပါဗောနော်အရင်အော်ပြောတာမကောင်းဟုတ်တယ်အတန်အိုးတွေပါထိသွားလို့ရှိရင်တော်တော်လေးခက်တယ်နော်ဟုတ်တယ်နော်อืมကိုရီဟိုကောင်းကြီးသွားဆိုတဲ့အခါမှာတည့်ရတဲ့နေတော့ပြောင်းအောင်တညတညသွားဆိုတာနဲ့တော့မရဘူးတဲ့အများပြတော့ပါနော်ဟုတ်တယ်အခုပြီးတော့လက်ရောင်းနေတာနားနေရလေဟုတ်တယ်ပြီးတော့လေတော်တော်အားရင်ကုန်ခန်းတယ်နော်အရင်ပင်မောင်းသွားအတန်ကုန်ဟစ်ပြီးတော့ဆို လိုက်ရလို့ရှိရင်တဆရာဆရာမလေးဆိုနင်းစင်တဲ့အမြောက်တော့နေရတယ်တဲ့မှာဟိုအတန်ဟိုးနောက်ဆုံးထိကြအောင်လေတော့နေရနေရတယ်စူဟာနေဟာနေနော်နောက်ပြီးတော့နော် live show လုပ်တဲ့အစိုးရတော်တော်နော်တော်တော်ကိုဒါတက်လုံကောင်းမှဖြစ်မယ်နော်ဟုတ်တယ်ချီကျူလိုက်တာချီကျူရဲ့အဲဒီတော့နေ့လည်နေခင်းတေးအေးလာပါတယ်လက်ခံပါတယ်လက်ခံပါတယ်အဲ့လိုထောက်ခံပါတယ်မရဘူးမရနောက် topic မရအဲ့ဟာကိုအဲ့ပြာကိုပြန်သွားမှရတယ် ကဲအဲ့ဆိုရင်ဒီတစ်ခါတော့ဇင်ကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့ဗောနော်တတိပိတ်ချက်လေးပြောပြအောင်မယ်အဲ့ဒါဘာလဲဆိုတော့အခုရာသီမှာဆိုရင်ဒါအေးအေးမီတုတ်ကွေးဗောနော်တော်တော်များဖြစ်ကြတယ်ဒီတော့အဲ့တုတ်ကွေးဆိုတာလည်းပြောမယ်စကူးဆက်တက်တယ်နော်အေးအေးမီနှာချေအားနေစပြီးတော့အဲ့လိုမျိုးဗောနော်ဒါအချင်းချင်းကူးဆက်တယ်ရုံးနေမှာဆိုပို့ဆိုးတယ်ဘာဆိုတော့တို့ဒီရုံးမှာဆိုလဲအလုတ်ခန်းထဲမှာဆိုရင်ဒါလှောင်ပိတ်နေအလုံပိတ်ဆိုတော့အဲကွန်းနေနေပဲအလုံးလုံးနေရဆိုတော့လေဘာလဲဆိုတော့တယောက်ယောက်ကအဲ့လိုမျိုးတုတ်ကွေးဖြစ်တာဖြားနာရဲဆိုရင်သူရုံးလာလိုက်တဲ့အခါမှာသူ့ဘေးနားလိုက် ဟုတ်ကဲ့ကိုကူးတာနော်အကုန်တက်ပြီးတော့ဟုတ်ကဲ့အဲ့လိုဖြစ်ကြအိမ်နေမှာလည်းအဲ့တိုင်းပဲပေါ့နော်မိသားစုဝင်တဦးဖြစ်ပြီးဆိုရင်မိသားစုတစ်ခုလုံးကူးရတာမျိုးဒါမျိုးဖြစ်တတ်တယ်ဒီတော့အဲ့ဒီအေးအေးမိဝေဒနာကူးဆက်နှုံလျော်ပါစေတဲ့ထိရောက်တဲ့နေလမ်းများဆိုပြီးတော့ကိုဟတ်ထဲမှာဖော်ပြထားတယ်ပေါ့နော်ဒီတော့ဘာတွေလိုက်နာမလဲဆိုတော့အရင်ဆုံးဒီရုံးတွင်းမှာဆိုလဲဒါကိုနေထိုင်တဲ့နေရာနာမှာဆိုရင်တ िश ူးပို့အမြဲတမ်းထားရမယ်ဒါမှကိုယ့်ရဲ့အနီးနားမှာရှိတဲ့လူကနှာချေရာချမ်းဆိုတာဒါမျိုးဖြစ်တဲ့အခါကျရင်ကိုကိုကာဝယ်ပြီးသားဒီတ िश ူးပို့ရဲ့အချက်ချင်းကဟိုတ िश ူးဆောင်တာပေါ့အဓိကကပေါ့နော်တ िश ူးနဲ့ကိုယ့်ရဲ့နှာခေါင်းအုပ်ထားမ ယ်ဆိုရင်ဒါကကိုက virus ပိုးလို့ကာကွယ်ရရောက်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဖြစ်နိုင်မယ်ဆိုရင်ဗီဒီမောက်ကိုဖွင့်ထားပါတဲ့အဓိကလေလုံးနဲ့အခန်းလေးမှာဆိုရင်ဒါကူးစက်မှုနှုံးကပို့ပြီးတော့မြင့်မားတယ်ပေါ့နော်ကူးစက်ပိုးတဲ့ဒီထဲမှာပဲရှိနေတာဒီတော့ဗီဒီမောက်ဖွင့်ထားခြင်းအပြင်ဒါလေဝင်လေထွက်ကောင်းတဲ့အခါမှာဆိုရင်ကူးစက်မှုနှုံးကတဖြည်းဖြည်းနဲ့ရှော့ချနိုင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီမျက်စိကိုပို့မယ်ဆိုရင်ねလက်စစ်တွေပဲအသုံးပြုပါတဲ့များသောအားဖြင့်ဒီလက်ချောင်းထိပ်လေးတွေကဒါရင်နဲ့ပဲအသုံးပြုပြီးတော့ကိုယ်အနေနဲ့အစားအစာကြီးကင်တွယ်လိုက်ဟိုနေရာကင်တွယ်လိုက်လက်ချောင်းထိပ်တွေပဲအသုံးပြုတာ လက်စစ်ကကြတော့ယောဂပုံကူးဆက်နိုင်နှုံနေတဲ့နေရာတဲ့ဒီတော့လက်ချောင်းလေးထက်ဆိုင်လက်စစ်ကိုအသုံးပြုပြီးတော့လူတွေကဒီမျက်စိပွတ်တာမျိုးဒီပေါ့နော်ပါမျက်နှာကိုပွတ်တာမျိုးခါကြရင်လက်စစ်ကိုအသုံးပြုပါတဲ့ဒါလည်းနီလန်ကောင်မယ်လက်စစ်လေးနည်းနည်းလုံးပြီးပါပွတ်တာမျိုးပေါ့နော်အင်းအဲ့လိုမျိုးပြုလုပ်ပြီးပါတဲ့နောက်တစ်ခါနေ့စဉ်ကိုဒင်းချင်တစ်ခွက်ရအောင်တောက်ပေးပါတဲ့ဘာလဲဆိုတော့ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လေးလာမှုအရာတစ်နေ့ကိုဒင်းချင်တစ်ခွက်တောက်တဲ့သူတွေကဆိုရင်ဒင်းချင်မတောက်တဲ့သူတွေထက်ကိုအေးမိဝေဒနာခံစားရနိုင်ခြေက25ရာခိုင်နှုန်းလျော့နေတယ်ဒီတော့အဲ့တော့ ကြောင့်ဒါပြောမစွင်ဒင်ချင်းတောက်ပေးခြင်းအပြင်ကိုခန့်ဆွမ်းရလဲကောင်းနေပေါ့နော်နောက်တစ်ခုကပါလဲဆိုလက်တော့ဘွားလက်ကင်ဘွားတွေဒါတွေ၃ရက်တစ်ချိန်ရှော့ဖို့ပါတဲ့ပြောထားတာတချို့ကြောင့်လည်းတီရှူးမဆောင်တတ်ဘူးလက်တော့ဘွားလက်ကင်ဘွားလေးဆောင်ထားရမျိုးရှိတယ်အဲ့လိုဆောင်ထားရဆိုရင်လည်း၂ရက်၃ရက်လောက်ဇက်တိုင်မတုံးနဲ့ပေါ့နော်ကိုဒီနေ့တုံးပြီးပြီဆိုလဲဒါကိုတေချာဟိုရှော့ဖို့ရှော့ဖို့ပြီးတော့မှတကယ်ဟိုပဲပေါ့တန့်စင်သွားမှမိဖို့တေချာတိုက်ပြီးမှပြန်တုံးတာမျိုးအဲ့လိုမျိုးပြန်တုံးပေးပါတဲ့ဒီလိုမျိုးပြုလုပ်ခြင်းကြောင့်ယောဂပွေလည်းကင်းစင်စီပါတယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒီကအေးမီတကွေးဝေဒနာတစ်ခုတည်းရခြင်းမှာ အရန်ဖြစ်တာနော်အရန်ဖြစ်တာဆိုတော့ဟိုဖြစ်မယ်ဆိုရင်ဖြစ်နိုင်မယ်ဆိုရင်ကိုဖြစ်နေပြီဆိုရင်လေရုံရုံပြပါရင်တော့အကောင်းဆုံးပဲကလေးဆိုလဲကြောင်းမလွတ်တာအကောင်းဆုံးပဲဘေးပတ်ဝန်းကျင်မှာကူးဆက်တတ်တယ်အဲ့ဒါဟုတ်တယ်နော် ်အရန်တတိထားမယ်နော်အဲ့ဒါဟိုခုနနောက်ဆုံးပြောသွားလीတချို့ဆိုအမြဲလက်ကင်မွားတုံးတယ်အထူးသဖြင့်ယောက်ျားလေးတွေကနော်လက်ကင်မွားတုံးတယ်တချို့တိတ်တုံးနော်ဆိုအဲ့ဒါမေ့ပြီးတော့မှခဏခဏထောက်တုံးမယ်ဆိုလို့ရှိရင်လည်းအလကားပဲနေပြန်ပြန်ဖြစ်နေမှာပဲအဲ့ဒါဂယူဆိုင်ရအောင်တန်ရှင်းမှုကအရေးကြီးရနော်ကြီးရအကောင်းဆုံးတော့အဲ့လိုအချိန်မှာတ िश ူးတုံးတာအကောင်းဆုံးပြီးရင်ပြစ်ပလိုက်လीတင်းလိုက်ဘာမှဆက်ပြီးဖြစ်စရာမလိုတော့ဘူးအဲ့ဒါအဲ့လက်ကင်မွားကြီးကိုအိတ်သေးကိုအိတ်အင်းကြီးအိတ်သေးဖြစ်တနည်းအားတင်ထားလိုက်ရှိရင်အဲ့ဒါကူးနေအောင်မယ်နော်ဟုတ်တယ် ဒါမိုးရသည်မှာဆိုလဲဒီတုတ်ခွေးကိုကြောက်ရတယ်။နောက်နွေရသည်မှာအပူများလည်းမျက်စိနာရတယ်။အဲ့ဒါလည်းလည်းနော်ကူးဆက်တာပဲနော်။တော်တော်လေးအဲ့ဒါနော်ဖြစ်နေကြဖြစ်နေကြတာ။ကျဆီအားကဲအစဉ်ခဏနားလေရအောင်ထပ်မံပြတင်ဆက်ပေးကြအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမယ့်အစီအစဉ်ကိုဒီမှာခဏလေးနားအောင်မယ်နော်